မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာဒီနေ့စစ်ရှုံးကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုနမခကို BWM Mission 41ဖြစ် Short Time ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်တိုက်တဲ့ဒရင်မူဆယ်ပြငားမိုင်မှာညီနောင်မဟာမိတ်၃ဘွဲကထိမ့်ချုပ်ခွန်ကောက်ကန်နေမှုဒရင်ကြောက်ဖြူမှာစနိုက်ပါထိမှန်တဲ့ခမာယ111ဒုတရင်မှု ဘုံမှုဝင်းတန့်ရဲ့တရင်အစရှိရဲ့16ရက်6လ2025ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ညာသားပါ2025ခုနှစ်ဇွန်လ14ရက်နေ့က BWM ဥဆောင်တဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ရှယ်ရုံမုံရွာရွှေတရိကံမဟာမိတ်တရင်နဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းပြီးတော့စကိုင်းတိုင်းမုံရွာအခြေစိုက်စစ်ရှုံးကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကို BWM Mission 41ဖြစ် short time ဒုံဒုံလုံးနဲ့သုံးလုံးနဲ့အောင်မြင်စွာပစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲအဲ့ဒီပစ်ခတ်တက်ခတ်မှုတွင်မှာစစ်ကောင်စီဘက်မှစစ်စင်ရေးယုံနဲ့လက်ကျင့်ရေးယုံရှိရာအဆောက်အဦတို့ကိုထိမှန်ခဲ့တာကြောင့်အဆောက်အဦအတွင်းရှိ၎င်းယုံနှယုံနဲ့စီကိုရောင်ပါဝင် အရန်ဆက်ပစ္စည်းကိုရောင်တွေကိုလည်းထိခိုက်မိလောင်ခဲ့တယ်လို့သိရှိရပါတယ်။ အရာရှိနေအိမ်ကိုလည်းထိမှန်ခဲ့ပြီးအရာရှိနှစ်ဦးနဲ့အခြားအဆောင်စစ်သည်၃ဦးပွဲချင်းပြီးဂိမ်းသွားတယ်လို့သိရှိရပါတယ်။အရာရှိ၃ဦးနဲ့အခြားအဆောင်စစ်သည်9ဦးဒဏ်ရာရပြီးတက်တင်းဆွေးုံမှာကုသမှုခံယူနေရကြောင်းကိုလည်းသိရှိရပါတယ်။မူဆယ်ပြငါမိုင်ညီနောင်မမိတ်၃ဘွဲ့ကအကွန်ခောက်ကန်နေမှုသည်စက္ကဆအကျန်းဖက်မင်းအောင်လွန်ရဲ့ဘိုးချုပ်ပေပေါ်အရှိုက်တည်းရဲ့ ဝိုက်လက်တီးလို့ဖြစ်နေပါတယ်။ဂျေနတ်မှုတော့မရှိဘူးပေါ့ဗျာ။မဂျေနတ်ပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဘာမှလုံမရ၊ဂိုင်မရဘောမျိုးစခွက်လူခံရတော့မန်ဖြဲနေတဲ့အတန်မထွက်ရဲတဲ့ဘဝပေါ့ဗျာ။ဒို့တူဆိုရေးရှိကဆိုသလိုအာရခတ်တော်အေးအေးထိတ်ကျုံထားတဲ့မျိုးတွေမှာလဲလေယာလုပ်ငန်းတွင်တွင်အားစုဇေနုံများအစမတန်မြင့်တက်နေလို့အာရခပြည်သူတော်လိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ကြက်မှတ်ထိန်းချုပ်ပေးပါရန်ရခိုင်လက်သမားများကတောင်းဆိုနေရတော့လဲသိရှိရပါတယ်အထူးသဖြင့်ဓမ္မီဩဇာ73စီနှင့် အခြားလိုအပ်တဲ့စစ်ပစ္စည်းဆိုင်ရာသွင်းအားစုများပေါ်ဈေးနှုန်းများအဆက်မတန်မြင့်တက်နေခြင်းဖြစ်သည်ဟုလယ်သမားများထံကသိရှိရပါတယ်မြေဩဇာနဲ့စီကိုအစိုးရဈေးနှုန်းနဲ့လက်သမားလုပ်ဝယ်ကိုရောက်အောင်ဖွင့်ပေးနိုင်မှု လက်ရှိရခိုင်ဒေသမှာရှိတဲ့မြေဩဇာတအိတ်ရင်ကြက်နှသိန်းခွဲကျော်ခန့်ရှိပြီး73တပေပါလင်ကြက်73သိန်းမှ78သိန်းဝန်းကျင်ခန့်ရှိကြောင်းသိရှိရပါတယ်။ရိတ်ခါကအလုံးအတွက်လိုအပ်ချက်ဖြစ်လို့တင့်တော်သည့်ဈေးနှုန်းတစ်ခုဖြင့်ကြက်မှတ်ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းကိုလည်းအာရကတ်တတော်တို့တွင်ပါလိုက်ချင်ပါတယ်။တို့တို့ပြောက်စီမံကိန်းများတည်ရှိရာကြောက်ဖြူမြို့နယ်ဂုံချွန်းတိုက်နယ်ရှိပြိုင်စေကရွာနှင့် အမှတ်30နှစ်တက်ရင်ကြောင့် AA နဲ့စစ်ကောင်စီတို့ယနေ့ထိတိုင်တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်စစ်ကောင်စီအင်အား300ခန့်တပ်ဆွဲထားတဲ့အမှတ်30နှစ်တက်ရင်အနီးမှာဆိုရင်ပြန်စစ်ကိတ်ရွာကို AA က90ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းပြန်လဲထိုးစစ်ဆင်နေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရှိရပါတယ်အဲ အဲ့ဒီတိုက်ပွဲမှာစက္ကာစီစစ်ကောင်စီစစ်ရှုံးစစ်ကောင်စီရဲ့ထွက်ပြေးလာတဲ့တုံပန်းချို့ကိုလည်းထမှန်ဖန်စီရရှိထားတယ်လို့အေအေသတင်းရင်းမြစ်မှာသိရှိရပါတယ်။လက်ရှိမှာအေအေနဲ့စစ်ကောင်စီတိုက်ပွဲတွေဟာအမှတ်30နှစ်တိုက်ရင်နီးပြာရင်စစ်ကိတုံတုံကြော့လျှောက်လုံးမှာလက်နက်ကြီးလက်နက်ငယ်နဲ့ပြစ်ခတ်တန်နေစုံညံနေလို့လည်းသိရှိရပါတယ်။အဲထို့သူကြောက်ဖြူမျိုး တက်ပြောင်းလာတဲ့အကျမ်းဖက်စစ်ကောင်စီရဲ့211ဒုတက်ရမှုဘုံမှုဝင်တန်ဆိုတဲ့ကောင်ကိုအာရကတ်တက်တော်အေအေကစနိုက်ပါနဲ့တဝကျွေးလိုက်တာပွဲချင်းပြီးဂိမ်သွားတယ်လို့လည်းသိရှိရပါတယ်အဲထုံမတပန်အေအေမစီအညာစီတို့အချက်လက်ဆောင်ကြည့်ရအောင်ဒီနေ့ပကုတ်ကူပေါ့တရင်လေးပေါ့ဗျာနော်ဇွန်လ16ရက်2025ခုနှစ်မှာ ကုတ်ကူကနေပောက်ကို3နာရီအဲ3နာရီကြာခီးကိုဗျာစာကာစစစ်ကြောင်းကနှစ်ပတ်ကြော်တဲ့ဒီတိုင်းအဲမရောက်သေးပဲနဲ့တက်မတောင်အနီးတက်မတောင်ပေါ့ဗျာတောင်တင်နေရလို့လည်းသိရှိရပါတယ်အဲ့ဒီစစ်ကြောင်းကဆိုရင်အဲဇုံလတည့်ရနေ့ကတိုင်းပခုတ်ကူမြို့နယ်တက်မတရတက်မထွက်လာတာဖြစ်ပြီးအင်အား400ကြော်ခန့်နဲ့ရင်စည်ရတရာခန့် ပါတဲ့စက္ကစစစ်ကြောင်းမှာတွေး၍တွားနေစေဖြစ်ပါတယ်။အဲအဲ့ဒီလိုအမြန်ချီချီတက်လို့မရအောင်ကျွန်တော်တို့ရဲ့ PDF တပ်ပေါင်းစုတွေကဇက်တိုက်ဇက်တိုက်ဖြိုချအိုက်ပွဲဝင်နေတာဒီကောင်တွေ၃နာရီကြာခီးကိုနှစ်ပတ်ကြာကြာတွားနေရတဲ့အဆင့်ဆိုရင်ဒီကောင်တွေအနေထားဘယ်လောက်ရှိပြီလဲသုံးသပ်ကြည့်ကြပါအဲဒီရန်သူရဲ့တွားနေတဲ့စစ်ကြောင်းဥတီချက်က ကပ္ပစ24လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်ဒီကာကွယ်ရေးပစ္စည်းစိတ်ယုံကပ္ပစ24ဟာဆိုရင်လက်နဲ့ကြီးကြီးတွေ60မမတွေ80မမတွေနဲ့120မမတို့ကိုအဓိကထုတ်လုပ်တဲ့ကပ္ပစစိတ်ယုံဖြစ်ပါတယ်အဲ့တော့ရန်သူကအဲ့ဒီကပ္ပစ24စိတ်ယုံကိုဥတီတွားနေတယ်လို့တော့ကျွန်တော်တို့ခမန်းတုံတက်အကြပါတယ်အဲ့တော့အဲ့ဒီရန်သူ အရှိစက်တက်လို့မရအောင်အညာတပေါင်းစုတဲ့ကောင်လုံးကစုပေါင်းပြီးတိုက်ပွားဝင်ဆွေနွမ်းနေလိုက်တာ၃နာရီနဲ့ရောက်မဲ့ခီနှစ်ပတ်ကြာပြီပေါ့ဗျာဒီကောင်တွေလည်းအပြိုပြိုအလဲလဲနဲ့ခွေးပြိုးဝက်ပြေးခွေးတွေဝက်တွေတင်နေရတဲ့အဆင်ပေါ့အဲလက်ရှိဆိုရင်ပေးထောင်ကျော်အမြင့်ရှိတဲ့တမတောင်ကိုစစ်ကောင်စီစစ်ကြောင်းကကြော်ဖြတ်နိုင်ဖို့ရုံးကန်နေရဆဲဖြစ်နေလက်ရှိမှာဆိုရင်ထိုတောင်နဲ့နီးဆုံးတံပေါ်နဲ့နတ်ဥယင်ရွာတွေမှာ တက်ပြန့်ထားတယ်လို့လေဒေသခံအရင်မြင်ဓမ္မတရင်အရင်မြင်ဓမ္မတို့သိရှိရပါတယ်အဲအဲ့ဒီစစ်ကြောင်းမှာဆိုရင်ရေပြာကိုရောက်ဖို့ဆိုရင်အနည်းနည်းဆုံးအဲရှစ်မိုင်ခန့်လိုပါသေးတယ်ရှစ်မိုင်ခန့်လိုပါသေးတယ်ဒီတော့ဒါတွေကိုကြော်ဖြတ်နိုင်ဖို့စစ်ကောင်စီကမနေ့ရုံးကံကြော်လွှမ်းနေရပါတယ်ဒီတော့ကျွန်တော်တို့အညာတပေါင်းစုတွေကလည်း ဒီကောင်တွေကို80တက်လို့မရအောင်ဇက်တိုက်စလို့မြန်ကကပြီးတော့အထမ်းလုံးဝမထရဲတော့မှွဲနေတာကလည်းအားရှိစရာပေါ့ဗျာအဲ့ထို့သူဒိဋ္ဌာမဲ့ချက်ကလေးလည်းရှိပါတယ်စစ်ကောင်စီစစ်ကြောင်းကသူ့ရဲ့စစ်ကြောင်း80ချစ်တက်နိုင်မှုတကူလေကြောင်းကနေပြီးတော့လေရင်နဲ့ပကုတ်ကူနဲ့ပေါက်လမ်းမိုက်မှာရှိတဲ့ကြေးရွာတွေကိုလေကြောင်းကတိုက်ခိုက်နေတဲ့ခါမှလည်းအဲ့ဒီမှာရှိတဲ့ကြေးရွာ30ခန့်ကပြည်သူ2000ဝန်းကျင်ကလေး ဝင်းကျင်ကလည်းတိတ်ဆောင်နေရပါတယ်။ဒါရဲ့အထုတ်သူမကွေးတိုင်းမြန်မြို့နယ်အနောက်မြက်ဘက်မှာရှိတဲ့တန်းမှုရောရွာကိုလည်းဇွန်လ15ရက်နေ့နေ့လယ်2နာရီဝင်းကျင်မှာစစ်ကောင်စီစစ်တပ်လေရီနှစ်စီးရဲ့ဘုံလုံးကျဲချတိုက်ခိုက်ဖြစ်တယ်လို့သိရှိရပါတယ်။အဲဒီမှာကျွန်တော်ပြည်သူပြည်သားတွေဖြစ်တဲ့တန်းမှုဘောရွာနေအမျိုးသားနှစ်ဦးနဲ့အမျိုးသမီး၄ဦး သင်ဆုံးခဲ့တယ်လို့လည်းစိတ်မချမ်းသာစရာသိရှိခဲ့ရပါတယ်။အဲဒါအတူမခွေတိုင်းနမောင်မျိုးနဲ့မှာအယက်တန်းနေအိမ်တွေကိုမီရှို့ဖြစ်စီရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းမိုင်းရိုင်းစော်ကားနေတဲ့ဒီစက္ကဆစစ်တပ်ဟာဆိုရင်အဲဒီနယ်ကျော်မှာရှိတဲ့ပြည်သူတွေရဲ့ကြက်နဲ့အကုန်လုံးကိုရရစစ်တပ်ဖြတ်ပြီးတော့သူတို့ရိတ်ခါဖြစ်အဲတုံးဆွဲနေတယ်ပေါ့ဗျာ ဲ့ဒီမှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတက်ကိုကျွန်တော်တို့ငပြေမပျောက်ကြားထပ်ဖွဲ့ကနေဦးစီးပြီးတော့တိုက်ခတ်လိုက်တယ်လို့လေကျွန်တော်တို့ဒီငပြေမပြကြိုင်းတာဝန်ခံဘုံငခုခံကနေပြီးတော့သိရှိရပါတယ်အဲဒီရန်သူစစ်ကြောင်းမှာဆိုရင်ဇွန်လ9ရက်နေ့ကစလို့တောင်ဝင်းကြီးမြို့နယ်အဲနမောက်မြို့နယ်လက်ခုတ်ပင်ကျေးရွာအုပ်စုရှော်တောင်ကျေးရွာကိုရောက်ရှိလာတဲ့အင်အား30ခန့်ပါအကြမ်းဖက် ရန်သူစစ်ကြောင်းကိုပြည်သူပြည်ရန်သူစစ်ကြောင်းဟာပြည်သူပြည်သားတွေရဲ့ကျုပ်ဝက်တွေရိတ်ခါဖြစ်တပ်ဖြတ်တဲ့ပြည်နေအိမ်ကိုမိရှို့ရဲရဲဆက်ဆက်ဒီလောက်လုပ်နေတဲ့ကောင်ကိုသူတို့အပြေမှဦးပေါင်းဖွဲ့တွေကနေပြီးတော့ PDF လေးတွေကစုပေါင်းပြီးတော့အဲပြန်လည်ပြီးတိုက်ခိုက်ကြရတယ်သိရပါတယ်အဲ့ဒီမှာလက်နဲ့ငယ်တွေနဲ့အပြန်လန်းအဲရတုဘကဝင်လာတဲ့ချိန်မှာလက်နဲ့ငယ်တွေနဲ့၆လှန့်ပစ်ခတ်တဲ့အတွက်လဲအဲ့ဒီ GOR ကျောင်းမှာရှိတဲ့ပြည်သူတွေ အဲရွာလုံးကျွနေပါတိတ်ရှောင်နေရတယ်လို့လည်းစိတ်မကောင်းစွာနဲ့သိရှိရပါတယ်။အဲဇွန်လ9ရက်နေ့မှာတော့စက်ကစားတက်ဆွဲထားတဲ့ဖုံကြီးကျောင်းဝင်မှာရှိတဲ့အဲတက်ကိုကျွန်တော်တော်လန်ကြီးတက်တွေက40မမလောင်ချာနေသွားရောက်ပြစ်ခတ်ကြတယ်လို့လည်းကျွန်တော်သိရှိရပါတယ်။ဒီတော့စစ်ကောင်စီအဲရန်သူဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လဲတောင့်ပြန်ပြစ်ခတ်ကြတယ်လို့သိရှိရပါတယ်။အဲ့ဒီမှာတရခိုင်အမှတ်3 အပြေမှာတရင်နဲ့မာမိတ်အင်အားစုတွေက40ပမာနဲ့တော်ပစ်ခဲ့တယ်လို့သိရှိရပါတယ်။အဲအဲ့ဒီတိုက်ပွဲမှာသူပစ်ကိုပစ်နဲ့အဲမင်းချင်းဆိုင်ပစ်အဲတော့မဟုတ်ဘူးပေါ့နော်။သူပစ်ကိုပစ်တိတ်ဆောင်ပြရတာပေါ့နော်။အဲ့ဒီမှာဘာကြောင့်လို့အဲ့လိုပြရလဲဆိုတော့လက်ကုတ်ပင်ကနေအင်အား90လောက်နဲ့အဲရန်သူစစ်ကြောင်းကတက်ကူတွေရောက်လာတယ်လို့သိရပါတယ်။အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီဘက်က PDF ပလေးတွေကလက်ရှိယွာနာမှာဆိုတာရယ်နောက်ရန်သူက16နှစ်ရွယ်တာရှိသေးတယ် ကျောင်းသားတယောက်ကိုဗျာဖန်ထားပြီးတော့အရှေ့ကဒိုင်းကပေါ့ဗျာကြည်ကပုံမျိုးလုတ်ပြီးတော့လာတဲ့အတွက်အဲ့ဒီလိုမျိုးနစ်နာမာတွေစိုးမာတဲ့တဲ့စိုးမာစိုးရင်လို့ကျွန်တော်တို့ဒီ PDF တိုက်တွေကနောက်ပြန်စုတ်ခရတယ်လို့လည်းငပြေမကြောက်ချက်တစ်ခွက်ရဲ့ပြန်ကြားရေးတာဝန်ခံဘုံငခုကကြောက်ချလို့သိရှိရပါတယ်တို့ပြင်ရေကြည်မြို့နယ်အမြောက်တပ်အမတ်တ34အမြောက်တပ်ကိုလက်နက်ကြီးတွေနဲ့ ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာအဲချက်ကြတယ်ပေါ့နော်အဲ့ဒီမှာဂျုံပြောခက်ရ36ကိုအဲ့ဒီအမတ်တ34မြောက်တရင်ကပြောင်းရွှေ့လာတယ်လို့လည်းသိရှိရပါတယ်အဲ့ဒီမှာစစ်ကောင်စီတပ်ဖွဲ့တချို့ကတက်စုတ်ပြေးလာတဲ့အတွက်ဂျုံပြောအုပ်ချုပ်ရေးဘက်ကတာဝန်ရှိသူတွေနဲ့တာဝန်ရှိသူတွေကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်စီပြီးကိုလွတ်ရုံခပြေးရန်စီစဉ်နေကြောင်းကိုလည်းသိရှိရပါတယ်မိဘပြည်သူပေါင်းကျေးဇူးတင်ပါတယ်ခင်ဗျာ